ားလုံးပဲမိပါပါရှင်။ငှက်ကတွန်း channel ကနေကြိုဆိုလိုက်ပါရစ်။ဒီ channel လေးကတော့စိတ်ဝင်စားကြငှက်ကတွန်းပုံမြင်လေးတွေကိုတစ်ဆက်ပြီးတော့မှဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးရောဗီဒီယိုအသစ်တွေတနင်္လာသိရှိနိုင်အောင်လည်းဘေးနားအလို့ဒီခန်းလောင်းလေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်။မီရှူမီပန်းတွေရောင်းတဲ့ငှက်ကလေး။ရှားစားတော့ဒီမှာနေထိုင်တဲ့ကျင်းငှက်တွေဟာငှက်စည်းထဲမှာစိုက်အမျိုးမျိုးဖွင့်ထားကြပါရဲ့။ တောင်းအုပ်တစ်ခုလုံးထဲမှာကြီးကဲကာလူကပဲမီရှူမီပန်ပြောင်းအုပ်ဆိုင်ကိုဖွင့်ထားတာပဲဖြစ်ပါတယ်။အဲ့ဒါကြောင့်သူ့ရဲ့ဆိုင်မှာဈေးဝယ်သူတွေပုံများကြတာပေါ့။ကာလူကသူ့ရဲ့ဆိုင်မှာမီရှူမီပန်ပြောင်းအုပ်မျိုးစုံကိုတင်ထားပါတယ်။ဈေးဝယ်သူတွေအရန်များလာတဲ့အတွက်ကာလူကသူ့ရဲ့ဆိုင်မှာအချောင်အလုံးလုံးပေးမဲ့သူတယောက်ကိုလိုအပ်လာပါတယ်။မမေတမီးကိုဒီတုံးကြီးဝယ်ပေးပါလား။မရဘူးတမီးလေး။ဒီတုံးကြီးကတမီးတို့ရွယ်ကလေးတွေစော့ဖို့မဟုတ်ဘူးလေ။တမီးဒီပန်းသေးသေးလေးပဲယူလိုက်နော်။ ဟွန်းမမေတမီးဒီတုံးကြီးပဲယူခြင်းနဲ့တမီးလေတမီးရဲ့မမေပြောတာမှန်နေဒီတုံးကြီးတွေကအသက်ကြီးကြီးငှက်တွေအတွက်ပဲလေဦးလေးတမျိုးဒီတုံးကြီးတော့မရောင်းပေးနိုင်ဘူးကွယ်ဒီမှာကြည့်ပါအောင်တမီးလေးရဲ့ဦးလေးကကလေးတွေစောလို့ရိုင်းမိပန်းလေးတွေမျိုးစုံပြပေးထားဒီမိပန်းတွေတရတမီးကြိုက်တာရွှေယူလို့ရပါရဲ့ငါပေါလေးလဲကာလုံးနဲ့သူမရဲ့အမေပြောတဲ့စကားနားထောင်ပြီးမိပန်းသေးသေးလေးတွေပဲဝယ်လိုက်ပါတမီးလေးကဦးလေးရဲ့စကားနားထောင်နေအတွက် ဒီရပီပြောက်သေးလေသမီတော်လက်ဆောင်ထည့်ပေးလိုက်တယ်နော်ကျေးဇူးတင်ပါတယ်ဦးလေးကလူကဲအခုနေ့လဲ၁၂နာရီထိုးနေပြီဆိုတော့ထမင်းစားရမယ့်အချိန်ရောက်နေပြီစိုင်းပိတ်ပြီးအိမ်ပြန်လာအောင်မယ်ထမင်းစားပြီးခဏနားအောင်မယ်ကွယ်ညနေကျမှပဲစိုင်းပြန်လာဖွင့်တော့မယ်ကလူလဲစိုင်းပိတ်ပြီးတော့အိမ်ပြန်သွားပါဘယ်ခဏလေးနေရောသူကအိမ်အောင်ရောက်လာပါဘယ်ရှင်းပြန်လာပြီလားဂျကူးလေးရောဘယ်မှာလဲငါဘလို့လုံးတိမာလဲငါတမနဲ့ခင်လုံးစိုင်းမှာပဲရှိနေရလေ ကြီးဟာဂျကူကသူ့တငယ်ချင်းတွေနဲ့အပြင်သွားစော်နေကြတာထင်တယ်။ခေါင်းကြီးရဲ့ဒီတော့တကုတ်လုံးမှာငါတယောက်တည်းပြောင်းဆိုင်ဖွင့်ထားဆိုတော့ဈေးဝယ်သူတွေအရန်များတယ်။ငါဆိုင်မှာတယောက်တည်းတိတ်အဆင်မပြေဘူး။ငါနောက်ထပ်ဈေးရောင်းပေးမယ်မိတ်ဆွေထက်လို့အပ်တယ်။နေငါနဲ့အတူဈေးဆိုင်လိုက်ပြီးဈေးရောင်းပေးနိုင်မလား။မရဘူးလေ။ကျမမလိုက်နိုင်။ကျမအိမ်မှာလည်းအလုပ်တွေအများကြီးလုပ်နေရတာလေ။ကျမအိမ်လုပ်တွေလုပ်ရမှာလား။ရှင်နဲ့အတူဈေးဆိုင်လိုက်ခဲ့ရမှာလား။ရှင်အချားမိတ်ဆွေစရာအကူအညီတောင်းကြည့်ပေါ့။ ယခုလဲငါအကူညီပေးနိုင်တာပဲ။ဒါပေမဲ့ तू ကတဏီကုန်သူ့တငယ်ချင်းတွေနဲ့ပဲကစားနေရ။မဖြစ်ဘူးမဖြစ်ဘူး။ယခုကငယ်သေးရဲ့။ရှင်ကျမနဲ့ယခုကလွယ်ပြီ။အခြားသူစီကအကူညီတောင်းကြည့်လိုက်ပါ။ရှင်ဒီလိုလုပ်ပါလား။ရှင်ရဲ့တုံးစားမရရဲ့အကူပူရီရဲ့အကူညီယူကြည့်ပါလား။ငါလဲသူ့စီကအကူညီတောင်းမလို့ပါပဲ။ဒါပေမဲ့ तू ကငှက်စည်းထဲမှာစီမီးခွက်တွေရောင်းနေရလေ။တဖက်မှာတော့ဂျကူကသူ့တငယ်ချင်းတွေနဲ့အတူအပြင်မှာကစားနေကြပါတယ်။ဂျကူ ငါခုနကပဲငါမိနဲ့အတူနေဖီဆိုင်မှာမိဘနေသွားဝင်လာတာငါအဒုံးကြီးယူချင်တာဒါပေမဲ့မိမိနဲ့ဦးလျာငါ့ကိုဒုံးကြီးမဝဲခိုင်းနင်နေဖီကိုပြောပြီးဒုံးကြီးကြီးယူလာပေးနိုင်မလားငါတို့အဲ့ဒီဒုံးကြီးလွတ်တင်ကြမယ်လေဟုတ်တယ်ဟုတ်တယ်အရန်ပြုတ်ဖို့ကောင်းမှာမဖြစ်ဘူးငါအဲ့ဒါတော့မလုပ်နိုင်ဖေဖေကအဲ့မိဘုံပြန်နေမထိခိုင်းဖေဖေကပြောတယ်အဲ့ဒုံးကြီးပြာငါတို့လိုကလေးတွေအတွက်မဟုတ်ဘူးအဲ့ဒုံးကြီးပြာငှက်ကြီးတွေအတွက်ပဲတဲ့ နေဖေစီကနေဒုံးကြီးမတောင်းနိုင်ဘူးဆိုရင်ငါ့မှာနောက်ထပ်အကြံတစ်ခုရှိတယ်။ဘာအကြံလဲ။ငါတို့ဆန်ကနေဒုံးကြီးတွေပြောက်တွေခိုးကြမယ်လေ။အဲ့လိုပဲလုပ်ကြမယ်။အခုတော့ငါအိမ်ပြန်လာအောင်မယ်။ငါအပြင်ရောက်နေရအရန်ကြာနေပြီ။အခွေရနဲ့ငါနေတို့နှစ်ယောက်ကိုပြောလိုက်မယ်။ဂျကူလည်းအဲ့လိုပြောပြီးအိမ်ပြန်သွားပါ යි ။ခဏလေးနေတော့ဂျကူလည်းအင်အောင်ရောက်လာပါ යි ။ခိုးကြီးငါဆိုင်ပြန်သွားတော့မယ်။ဈေးဝယ်သူတွေငါ့ကိုမျှော်နေလောက်ပြီ။ ်ဆိုင်သွားပြီးငါ့ကိုကူညီပြီးဈေးရောင်းပေးနိုင်မဲ့တို့လဲရှာကြည့်အောင်မယ်။ဆိုင်ရနေပြောင်းဦးရခေါ်ဖို့အတွက်ဒါအကောင်းဆုံးခွင့်ရပဲ။ဖေဖေတာဖေနဲ့တူဆိုင်အောင်လိုက်ပြီးဖေကိုကူညီပြီးဈေးရောင်းပေးရမလား။အခုရက်ကတားတို့ကြောင်းပိတ်ထားလေပြီးတော့တာဒီပါဝါလီရက်တွေမှာလုံရမယ့်အိမ်စာတွေကိုလဲအခုကလေးအကုန်ပြီးအောင်လုပ်ပြီးသွားပြီ။ဘာလို့လိုက်လို့မရရမှာလဲ။တာလီယာဖေကိုကူညီပြီးဈေးရောင်းပေးခြင်းနဲ့ဆိုရင်အဖေနဲ့တူဆိုင်လိုက်ခဲ့လို့ရပါတယ်။ အဲ့လိုပြောပြီးတော့ကာလူးနဲ့ဂျကူတို့ကဆိုင်စီကိုထွက်လာကြပါတယ်။မမေတားတို့ဦးလေးကာလူးစားကနေဖြောက်တွေတောင်းဝယ်ကြရအောင်လေ။ကောင်းပါပြီကလေးတို့လာတောင်းဝယ်ကြမယ်။ငှက်မလီလာတို့နဲ့သူမရဲ့ကလေးတွေကကာလူးရဲ့ဆံကိုရှောက်လာကြပါတယ်။အကူကာလူးရဲ့ကလေးတွေကိုမထိခိုက်နိုင်မဲ့မီရှူမီပတ်နေပဲကျမတို့ရောင်းပေးပါနော်။အေးပါအေးပါရောက်လာတို့ဒီမှာငါကလေးတွေအတွက်တီးတဲ့ဒီမီရှူမီပတ်တသေးလေးနဲ့ပေါင်လေးတွေပြင်ဆင်ပေးထားရဲ့ ီပေါလီထဲမှာပိုင်မီရှူမီပန်ပြောင်းလေးတွေဟာကလေးတွေရဲ့ဘေးကင်းရေးကိုဥစားပေးပြီးလှုပ်ထားတာဟုတ်ပါပြီအကိုကလူရဲ့ကျမအဲ့လိုပါလေးနှစ်ဘူးပေးပါတဘူးကပင်တူအတွက်တဘူးကတော့ပင်ကီလေးအတွက်ပေါ့မမေတားအတွက်ပြောင်းအိုးကြည့်ကြည့်ဝယ်ပေးပါလားအဲ့လိုဝယ်လို့မရအောင်လေတားလေးပင်တူရဲ့ဒါရီယာကလေးတွေအတွက်မဟုတ်ဘူးလေတားရဲ့အရေတစ်ခေါက်ကငှက်ကလေးတစ်ခေါက်ကသူ့အတိုင်နာမှာဒီတုံးကျုံမီးညီပြီးလွတ်တင်ဖို့လုပ်ခဲ့အဲ့လိုကနေသူ့ရဲ့အတိုင်အိမ်လေးမီးလောင်သွားခဲ့လေ အဲ့ဒါကြောင့်ဒီတစ်ခေါက်တော့ဦးလေးရဘဲကလေးကိုမှဒုံးကြည့်ပြီးမရောတော့ဘူးဟုတ်ကဲ့ပါဦးလေးကလူအကူကလူရေရော့ဒီမှာပတ်စံညီမတို့ပြန်လိုက်ပါအောင်မေဒီပါဝါလီပွဲတော်အတွက်ညီမတို့နောက်ထပ်ဝဲစရာရှိသေးတယ်ငှက်မလေးလာတော့နေသူမရဲ့ကလေးတွေကကလူရဲ့ပြောင်းဆိုင်ကနေထွက်လာပြီးအန်ဒီတီလူရဲ့မုတ်ချိုဆိုင်ကိုရှောက်လာကြပါယ်လာတော့လည်းမုတ်ချိုတွေဝဲပြီးသူမရဲ့ကလေးတွေနဲ့အတူအိမ်ပြန်သွားကြပါယ်တောင်းလေးချက်ကူရဲ့ ဆိုင်မှာမီရှူမီပက်ပါလေကုန်ခါနီးနေပြီအဖေအိမ်ပြန်ပြီးပါလေရေထက်ယူလာလိုက်အောင်မေအဖေပြန်မလာမချင်းထိစောင်းတေချာထိန်းထားနော်အဖေချက်ချင်းပြန်လာခဲ့ပါမေဟုတ်ကဲ့ပါဖေဖေကားလုံးထွက်သွားတဲ့ငါပေါင်နဲ့ငါဖြူတို့ကတန်းရောက်လာကြပါရင်ဟဲ့ဂျကုနေပြာပဲထွက်သွားတယ်ဖေဖေကပြောင်းရီထက်ယူဖို့အတွက်အိမ်ခဏပြန်သွားတာနင်တို့နေ့အောင်လုံးဆိုင်နေလာခဲ့ဒုံးကြီးတွေခိုးဖို့အတွက်ငါ့ကိုဝိုင်းပြီးကူညီပေးကြအောင်ဂူဂူနဲ့ငါပေါင်တို့ကနှစ်ယောက်အတူဒုံးကြီးတွေပြောင်းအုပ်ကြီးတွေ ဘူးတူဘူးတဲ့ဆုထွက်လိုက်ပါတယ်။တကူတာဒီရောဘလို့လုပ်ပြီးရောက်နေရလဲ။နောက်ပြီးကာလူဟောဘယ်မှာလဲ။ဖေဖေကပြောင်းဦးရင်ယူဖို့အိမ်ပြန်သွားပါဦးလေ။ဦးလေးပါဝဲခြင်းလို့လဲတာအောင်ပြောပါ။ဦးလေးကပြောင်းဦးအကြည့်ဝဲခြင်းတာ။ဒီလိုလုပ်ပါလားဦးလေး။ဦးလေးခဏနေလောက်မှစအောင်ပြန်လာခဲ့ပါလား။အခုလောလောဆယ်ဆိုင်မှာပြောင်းဦးအကြည့်တွေမရှိသေးလို့ပါ။ဟုတ်ပြီလေ။အဲ့ဒါဆိုဦးလေးတို့ခဏနေမှာပြန်လာခဲ့မယ်။သူတို့နှစ်ယောက်လည်းအဲ့လိုပြောပြီးပြန်သွားကြပါရဲ့။ နေနှုတ်နှစ်ယောက်ကဒီပြောင်ဦးတွေထဲထားပို့ရွှေပြီးတောင်းဦးရန်ဟင်းလင်းပြင်စီသွားနေကြစာအုပ်ဖိဖိပြန်ရောက်တာနဲ့ငါအကြမ်းတစ်ခုခုပြပြီးနေနှုတ်စီထွက်လာခဲ့မယ်ငှက်ပေါင်နဲ့ငှက်ဖြူတို့လည်းပြောင်ဦးကြီးတွေထဲထားတဲ့ဘူးကိုရွှေပြီးထွက်သွားကြပါသူတို့နှစ်ယောက်ပြန်သွားတာနဲ့ကြီးကန်းကလူနဲ့ဘူးကြီးတခုရှူပြီးဆိုင်ကိုပြန်ရောက်လာပါရင်ဂျကူဖေဖေမရှိတဲ့အချိန်မှာဒါမဟုတ်တာတခုကိုမလုပ်ထားမလားမလုပ်ထားပါဘူးဖေဖေဒါအပြောင်းအကြီးတွေကုန်ရောက်ထားလိုက်ပါပြီ ဘယ်ဆိုးလို့လဲဒါတိတ်ကိုကောင်းတာပေါ့ဒါပေမဲ့ဒါပဆန်တော့မမတ်တက်ပြီးယူလိုက်တယ်မလားဒါအဲ့ပြောင်ကြီးတွေကိုအကျွေးနဲ့ရောင်းလိုက်တာပါဖေဖေဘလုံးအကျွေးနဲ့ရောင်းလိုက်တယ်ဟုတ်လားဒါပေမဲ့ဒါကဘသူ့အကျွေးနဲ့ရောင်းလိုက်တာလဲတခြားတောဦးကလာတဲ့ဖေဖေရဲ့တငယ်ချင်းတယောက် तू ကပြောတယ်အဖေနဲ့ तू ကငယ်တငယ်ချင်းတွေတဲ့ तू ကနာမည်တော့မပြောခဲ့ဘူးဒါပေမဲ့အကျွေးနဲ့ပြောင်ဦးတွေအကုန်ဝယ်သွားတယ်သွားကနေရောနှစ်ရက်သုံးရက်လောက်နေပြဿနာလာပြီမယ်လို့ပြောသွားတယ် အမလီကြည်ရတာအဖေမရှိတဲ့အချိန်တောင်းအယူလုံသွားနေမှာအဖေတို့အရန်နဲ့တောင်းသွားရပြီဂျကူရဲ့အိပ်ဖြောင်းအိုးတွေကစီအရန်ကြည်ရပြီးတော့အတန်လဲအရန်ကျေတွေဖြောင်းအိုးတွေတောင်းခွက်လွတ်ပါဖေဖေတောင်းအမားကြီးကြီးလုံးမိသွားခဲ့တယ်ဖေဖေတောင်းအရန်ပိုက်စာနေတာခဏအိမ်ပြန်လာအောင်မယ်နော်ဂျကူလည်းအဲ့လိုပြောပြီးစာရက်နေထွက်သွားလိုက်ပါပြီးတော့ငပောင်နဲ့ငပြူရှိရဲ့နေရာကိုရောက်လာပါတယ်။ကဲတငယ်ချင်းတို့ငါတို့တူဒုံကြီးလွတ်ကြရအောင် အမွှေးတိုင်နဲ့မီးကျစ်ပင်ဒါပေမဲ့ငါတို့စီမှာမီးကျစ်နဲ့အမွှေးတိုင်မှာမရှိတာငါတို့ကနင်းယူလာမယ်ထင်နေရအယူငါကဒီလောက်ဈေးကြီးရဲ့ပြောင်းအုပ်တွေခိုးထားရတာအဲ့ဒါအောင်နင်းကမီးကျစ်နဲ့အမွှေးတိုင်လေးတောင်ယူမလာနိုင်ဘူးလားငါတို့၃ယောက်တည်းကဒီနေရာနဲ့အိမ်ကြီးရဲ့သူသွားယူရမယ်ငါအိမ်ကငါတို့၃ယောက်ထဲမှာအနည်းဆုံးပဲမမီးနဲ့ဖေဖေကလည်းအစာရှာဖို့ထွက်သွားကြတာအဲ့တော့ငါပဲသွားယူလိုက်ပါမယ်ငါပေါင်လေးလဲအိမ်ကိုပြန်သွားပါ යි ခဏလေးနေရောမိချင်းနဲ့အမွေးတိုင်းယူပြီးပြန်ရောက်လာပါရင်ရော့ဒီမှာမြင်မြန်ဆလုပ်တော့ယခုလဲမိချင်းနဲ့အမွေးတာမိမိလိုက်ပါရင်ပြီးရနဲ့ဗျောက်တွေတဲကအကြီးဆုံးဒုံးကြီးတကိုယူလိုက်ပါရင်ပြီးတော့ဒုံးကြီးကိုမိမိလိုက်ပါရင်ဒုံးကြီးလဲကောင်းကင်ဘော်ဒီတက်သွားပြီးမိဘန်းတွေအဖြစ်ဖြားကြပြီးပေါက်သွားပါရင်ဒုံးကြီးကအတန်ကျဲကြီးပေါက်သွားပါရင်ကလေးတွေလဲဝမ်းသာသွားကြပါရင်ဟဲနေကေးဘက်ကြီးကိုဒီလောက်ပြောင်းအောင်အကြီးကြီးကိုဘသူဖောက်မရလဲ ။နောက်ပြီးဒီပြောက်ဝါငါ့ဆိုင်အပြောင်းလို့ပဲ။အခုကလူကြီးဂျကူးဆိုင်မှာရှိလား။သူအခုဒီဘိုက်မစားသေးဘူးလား။ဂျကူးကစောကြီးတဲ့အိမ်ပြန်မယ်ဆိုပြီးစာအနေထွက်သွားတာလေ။သူအခုဒီအိမ်ပြန်မြောက်သေးဘူးလား။သူအိမ်ကိုပြန်မြောက်သေးလို့ကျမဆိုင်တိလိုက်လာတာပေါ့။ကဲဒီတကငါတို့ဒုံးကြီးတကိုထပ်ပြီးလွတ်ကြမယ်။အဲ့ဒါဆိုရင်ငါတို့ဘုကွန်တကိုလို့ရဲ။အဲ့ဒါမှဒုံးကြီးကကောင်းကင်စီတက်သွားမှာ။ငါတို့ဒီမှာဘုကွန်ဘယ်လိုရမှာလဲ။ အဲ့ဒါတွေဘာမှမလိုပါဘူး။နင်တို့တယောက်ခဏနေရောငါအစီပြောင်လုပ်လိုက်မယ်။ဂျကူလည်းဒုံးကြီးကိုယူပြီးကြောက်ခဲနှလုံးချားညှက်လိုက်ပိုင်။အဲ့လိုနည်းနဲ့ဒုံးကြီးတန်းလေးကထောင်နေပိုင်။ဂျကူကဒုံးကြီးရဲ့မိစာလေးကိုမိကြီးလိုက်ပိုင်။ဒါပေမဲ့ဒုံးကြီးကကောင်းကင်ပေါ်ထောက်တက်မသွားပဲသူတို့နာတပင်တပင်ပေါ်မှာအတိုက်ကိုထိမိသွားပိုင်။အဲ့ဒီအတိုက်ကကောက်ရိုးတွေနဲ့လှုပ်ထားတာဆိုတော့မိလောင်သွားပိုင်။မိကုံငွေတွေကချက်ချင်းပြန့်သွားပိုင်။ ဟိုမီးခွန်းငွေတွေကဘယ်ရထွက်လာလဲမသိဘူး။ငါတခုခုတော့ရန်နေပြီလို့ထင်တယ်။ကာလူနဲ့ချက်ချင်းပဲတောင်းအုပ်တဲကဟင်းလေးပြင်စီကိုရောက်လာပိုင်းငါကလေးသုံးကောင်ကိုပြောင်းအိုးရီနဲ့အတူတွေ့လိုက်ရတော့ဒါသူတို့ရဲ့လက်ချက်ပဲဆိုတာသဘောပေါက်သွားပိုင်းသူတို့ကြောင့်အတိုက်ကလေးမီးလောင်သွားရတာအတိုက်တည်းဘသူမှမရှိလို့တော်သေးရပေါ့ကာလူကိုမြင်တာနဲ့ငှက်ပေါင်နဲ့ငှက်ဖြူကချက်ချင်းထွက်ပြေးသွားကြပိုင်းကြကုတားပြောင်းအိုးရီအခုလို့ခိုးသွားတာကောင်းနေလို့ရမျိုးမဟုတ်ဘူး အခုတော့ရလကိုတွေ့ပြီမလားအကယ်လို့အတိုက်ထဲမှာငှက်တကောင်ကောင်ရှိနေမယ်ဆိုရင်ဘယ်လိုလုပ်မလဲဖဖေကြီးတောင်းခွင့်လို့ပါနော်တောင်းအမကြီးကြီးလုံးမိသွားခဲ့ပါတယ်တောင်းအခုချန်စားပြီးဖြောက်သေးသေးလေးတွေပဲဖောက်ပါတော့မင်းအဲ့ဒီချိန်မှာကိုကြီးလည်းသူ့နောက်ရောက်လာပါတယ်ယခုအမေသားလေးတောင်းလေးတခုကိုထိမိသွားသေးလားမထိမိပါမမေမမေရဲ့တောင်းခွင့်လို့ပါနော်ตาเอลอรี่ทําไม่หลุดတော့ပါဘူးပြိတ်သက်ကြီးတို့ရင်ကျမတို့အနေနဲ့ဒီပုံပြင်လေးကနေ ဘယ်တော့မှသိမပြောရအောင်ခုံးယူတယ်ဆိုရလေတိတ်ကောမကောင်းနေလို့ရပါပဲအဲလိုအပြုတ်မှုတွေကြောင့်ဆူဆူရွရွဒုက္ခရောက်တတ်ကြပါ යි ပြီးတော့လူကြီးတွေရဲ့စကားကိုအမြဲတမ်းထောင်ရမယ်ဆိုရိတ်သင်္ကန်းစာလေးရှာလိုက်ပါ යි အခုလိုမျိုးစိတ်ဝင်စားစရာပုံမြင်လေးတွေကိုကြည့်ချင်နေဆိုရင်တော့ channel လေးကို like and subscribe လေးလုပ်ထားဖို့မမေ့ပါနဲ့နော်နောက်ထပ်လေးစိတ်ဝင်စားစရာကောင်းတဲ့ video လေးတွေနဲ့အတူပြန်လာခဲ့ပါမယ်အခုတော့အားလုံးနှုတ်ဆက်ခဲ့ပါရှင်